္ဂလာပါ Thor Shot Liberty YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါတယ်ခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးနေတယ်ဆရာအောင်တင်းရဲ့စဉ်းစားစရာလေးတွေဆိုတဲ့စာအုပ်ထဲကစကားဝိုင်းဆိုတဲ့အမေးဖြေကဏ္ဍလေးကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်အားပေးနာဆင်ကြပါအောင်ခင်ဗျာ စကားဝိုင်းအပိုင်း6 နောက်မိကွန်တစ်ခုမှာចောင်းသားတယောက်ဤမိကွန်ဖြစ်ပါသည်။ကလေးငယ်များဖြစ်သည့်အလျောက်စာပေရေးရတာမဟုတ်သူတို့မေးကျင်တာစွန့်မေးတတ်ကြပါသည်။စာပေရေးရကိစ္စမဟုတ်တော့လေဆွေးနွေးပွဲတွင်စာရေးဆရာကြုံရတတ်ပုံကိုသိတာရန်တင်ပြလိုက်ရပါသည်။မေဆရာကြီးဦးအောင်တင်ခမညာចောင်းသားတွေအတွက်မိန်းကလေးတွေဟာ close ဆိုတာဟုတ်ပါသလား။နဝမာရန်ရှင်ចောင်းသားများမော်ကျွန်း ထိုမေကွန်းကိုဖတ်ပြလိုက်သောအခါအားလုံးဝေါကနေရေမောကြပါသည်။ကျောင်းသူများပထမရေမောပြီးနောက်တော့စုပစုပွားလောက်ကြပါသည်။ဖြေဒီမေကွန်းအရာခလုတ်ဆိုတာမောင်းချုပ်တဲ့ခလုတ်ကိုဆိုလိုတာမဟုတ်ပဲခလုတ်ကသင်းကိုဆိုလိုတာဖြစ်တယ်လို့ဆရာနားလည်ပါတယ်။မင်းကလေးတွေကခလုတ်ကတင်းဆိုတာ ဟုတ်တယ်ဆိုရင်လည်းဟုတ်တာပဲမဟုတ်ဘူးဆိုရင်လည်းမဟုတ်ပါဘူးသူကြီးရှိနေရင်ဘယ်ပစ္စည်းမှခလုတ်မဟုတ်ပါဘူး တိုက်တဲ့လူရှိမှခလုတ်ဖြစ်လာတာပါမိန်းကလေးတွေတေးအောင်ချောတေးအောင်လှနေစီအောင်မင်းကမကြည့်မိရင် မလှပါဘူးမချောပါဘူးအဲ့ဒီလိုပဲမင်းကမတိုက်ရင်ခလုတ်မဖြစ်ပါဘူးမတိုက်နဲ့ပေါ့သူ့ဘာသာသူ နေပါစေပေါ့သို့တော်လေငါဖက်ဖူးတဲ့ဘာသာပြန်ဟာတလေးလိုလည်းဖြစ်နေအောင်မယ်အပြိုကြီးတယောက်ကရဲဌာနကိုလှမ်းပြီးဖုံးစစ်တယ်ကျမအိမ်ရှိမှာရေစိတ်ရှိပါတယ်ရှင်။တနင်္ဂနွေနေ့တိုင်းကောင်းလေးတွေ ကိုတုံးလုံးနဲ့လာလာပြီးရေချိုးကြတာကျမမှာအလွန်အနှောက်ရှစ်ဖြစ်ရပါတယ်တစိတ်ထိမ့်သိမ့်ပေးကြပါရှင်လို့ပြောတော့ရဲဌာနကစီစဉ်ပေးရတာပေါ့နောက်တစ်ပတ်တနင်္ဂနွေရောက်တော့အဲ့ဒီပြိုကြီးစီကတယ်လီဖုန်းတိုင်ချေရောက်လာပြန်ရောရဲကအမကြီးခင်ဗျာကောင်းလေးတွေကိုအမကြီးအိမ်ရှိမှမချိုးရဘူးလို့ပြောပြပါပြီမိုင်ဝက်လောက်ဝေးတဲ့ရေစိမ့်မှာရေချိုးဖို့ပြောထားပြပါပြီအခုအမကြီးအိမ်ရှိမှရေချိုးသေးလားဆိုတော့မချိုးပါဘူးရှင်ဒါပေမဲ့ကျမ မှန်ပြောင်းတဲ့လှမ်းကြီးတော့မြင်နေရတယ်ရှင်နဲ့အဲ့ဒါပဲမင်းတို့ကမှန်ပြောင်းတဲ့ကြည့်နေရင်တော့လဲဘယ်တက်နိုင်မလဲကွာကျောင်းသူများကတဝါဝရဲ့ပြီးလက်ခုပ်တီးကြပါသည်သူများတွေလိုစာပေကီဘုသူတတွေကိုစာဖတ်သူမြင်အောင်ခံစားမိလာအောင် မရေးတတ်သဖြင့်ကျွန်တော်ရေးတတ်သည်များအမေဖြေကို ရေးလိုက်ရပါသည်ရေးသူဖတ်သူဆွေးနွေးပွဲဤသဘောဇာတ်ရေးဆရာတို့ဤကြုံတတ်ပုံများကိုရိပ်စားမိစေလောက်စေရန်သာဖြစ်ပါသည် စာဖတ်သူသဘောတူသည်မတူသည်ကိုအပထား၍ကျွန်တော်၏စာပေအယူဆအချို့ကိုလည်းတွေ့ရလိမ့်မည်ထင်ပါသည်မေအနှောက်မဲ့၍အခွက်ပြက်သည်ဟူသောစကား၏အတိတ်ပဲရင်းမြစ်ကို ရှင်းလင်းပြစေလိုပါသည်ပေါင်းတီဤမိကုံးကိုပေါင်းတီမြို့တွင်မေးခြင်းမဟုတ်ပါကျွန်တော်ရန်ကုန်ပြန်ရောက်မှစာရေးပြီးမေးခြင်းဖြစ်ပါသည်ဖြေး ဒီစကားနဲ့ပတ်သက်ပြီးကျွန်တော်မှတ်သားဖို့တလောက်ဖြေပါမယ်။အယူအကကွဲလွဲမှုရှိခြင်းလဲရှိနိုင်တယ်ဆိုတာကိုတော့ကြိုတင်ပြီးသိထားဖို့လိုပါလိမ့်မယ်။ရှေးခေတ်မြမပြည်မှာဒင်းကာ၊ကြက်ပြား၊မူးစိမတ်စိစတဲ့ငွေကြေးပိုက်ဆံတွေမပေါ်မီကာလကငွေကြေးစားတွေကိုအတုံးလိုက်ချိန်တွေပြီးရောင်းဝယ်သုံးစွဲခဲ့ပါတယ်။ဥပမာပစ္စည်းတစ်ခုကိုဝယ်မယ်ဘလောက်လဲငွေနှစ်ကျပ်ဆိုပါတော့ ငွေတော့နှစ်ချက်သားကိုချိန်ပြီးပေးရတာပဲငွေကိုအရေးကြိုးပြီးခဲထားတယ်အများစံထားပြီးအတုံးအခဲလောက်တာအတုံးအခဲလောက်တာတပိတ်တာတုံးပဲငွေတစ်ခွဲဆိုတာဟာငွေတပိတ်တာကို ပြောတာပဲခွက်30ဆိုတာ10ပိတ်တာကိုပြောတာပဲ25ပိတ်တာပိတ်တာ30ဆိုရင်အခွက်စိတ်အခွက်30လို့ပြောလို့ရှိကြတယ်အညာမှာဆိုရင်ယနေ့တက်တီဒီအတုံးတွေတုံးနေကြတာပဲဒီတော့ကျွန်တော်မှာ ငွေတပိတ်တာတုံးတုံးရှိတယ်ငွေတစ်ခွက်ရှိတယ်ဆိုပါစို့ကျွန်တော်ဝယ်ခြင်းတဲ့ပစ္စည်းကငွေ30တာပေးရမယ်ဘယ်လိုလုပ်ရမလဲတပိတ်တာတုံးကပဲဖြတ်ပေးရတာပေါ့ပထမတချီမှန်ပြီးဖြတ်ချလိုက်တယ်ချိန်ကြည့်လိုက်တော့30တာကျော်နေတယ်ကြီးတော့ပြန်ပြီးဖြတ်ယူရပြန်တယ်ဖြတ်ယူလိုက်ပြန်တော့လဲ30တာတိကနေကြိုက်ချင်မှကြိုက်မှာပေါ့အဲ့ဒီလိုလူတိုးပိုလျှော့လုံရင်းနဲ့ပဲငွေစအတုံးအတက်တွေ အနှုတ်အဖွဲလေးတွေဖြစ်သွားတာပေါ့အဲ့ဒါလေးတွေကို အနှုတ်လို့ခေါ်ကြတယ်ဒီနေ့ထိ အောက်ပြီးအောက်ရာတွေမှာအကျွေးလို့ခေါ်ကြတဲ့မူးစေမက်စေငါးပြားစေဆိုတာတွေကိုအညာမှာအနှုတ်လို့ခေါ်နေကြတာပဲအကျွေးမရှိဘူးလို့မပြောဘူးအနှုတ်မရှိဘူးလို့ပြောလို့ရှိတယ်အဲ့ဒီငွေအနှုတ်အဖွဲကလေးတွေကိုမက်မောနေတော့အဲ့ဒါလေးတွေကိုမတုံးရပဲတစ်ခွက်တုံးကြီးကဖြတ်ပြီးတုံးလိုက်တော့ငွေတစ်ခွက်သားတုံးကြီးပြစ်သွားတာပေါ့ တစ်ခွက်သားအတိုင်းရှိနေရင်အလေးချိန်အပြင်လဲပါမှ ပြောနေစရာမလိုဘူးတိကျနေတာပေါ့ဒဏ္ဍာရီအပြင်ဆိုရင်စက်တန်အသက်ကလေးတွေကိုတုံ့ပြရမှာနှမျောနေလို့တရားတန်ဖြတ်လိုက်တယ်လို့သဘောမျိုးလဲဖြစ်သွားတာပေါ့ဒီစကားကို သုံးဆကြတဲ့အခါမှာတော့တပည့်သားမက်လို့တခွဲသားပြည့်ရတယ်တမတ်သားမက်လို့တကြက်သားပြည့်ရတယ်ဆိုတဲ့အထိပ္ပယ်နဲ့သုံးလေရှိကြတယ်ဆိုတာကိုတော့အားလုံးသိကြပြီဖြစ်ပါတယ် ဒီစကားအရင်မြင်တဲ့ပတ်သက်ပြီးအယူဆကွဲလွဲတာလေးတွေလည်းရှိပါတယ်။မကြသေးမီကပဲဇာယစီယာငိမ့်ကျော်ရဲ့ဆောင်းပါးတစ်ပုဒ်မှာဒီအကြောင်းကို ရှင်းပြထားတာဖတ်လိုက်ရပါတယ်။သူတင်ပြချက်အရဆိုရင်တော့ဖလားခတ်တာကလာတဲ့ဝေါ်ဟာရပါပဲ။ဖလားခတ်ပြီးတော့ဖလားမှာပန်းတွေကနုတ်တွေထုရဖော်ရတယ်။အဲဒီမှာလက်ရမြအောင်ကြိုးစားတော့ပန်းအနုတ်အဖွဲလေးတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီးပြတ်သိမ့်နေအောင်မှုန်းလိုက်ရင် ခွက်ပလာကြီးတစ်ခုလုံးရဲ့အလှပြစ်သွားတတ်တယ်ဆိုတဲ့သဘောပါပဲ။သုံးဆွဲတဲ့အတိတ်ပင်မှာတော့ကွဲလွဲမှုမရှိပါဘူး။အတူတူပါပဲ။မေကြည်တက်လျင်ဘာဝနာ မကြည်တက်လျင်တဏှာဆိုတဲ့အတိုင်းစာပေမှာလဲရေသူအပေါ်မှာကြီးတာလုံးဝတီမနေပဲဖတ်သူရဲ့အပေါ်မှာလဲမူတီပြီးမှသာအကျိုးတရားမှုရှိတယ် အစိတ်တောက်ဖြစ်မှုရှိတယ်လို့ယူဆပါတယ်။ဆရာယူဆချက်ကိုပြောပြပါရန်ပခောက်ကူဖြေကြည်တတ်ရင်ဘာဝနာမကြည်တတ်ရင်တနာဆိုတဲ့စကားဟာအလွန်မှန်တဲ့စကားလေးပါပဲ။မှန်ယုံမကလှလဲလှပါတယ်။သို့တော်လည်းကြည်တတ်ရင်ဆိုတဲ့စကားကအတော်လေးကိုခက်တယ်လို့ထင်မိပါတယ်။ဒီစကားရဲ့ရင်းမြစ်ကိုအကဲခတ်ကြည့်ရတာမှတော့စာပေကိုဆိုလိုဟန်မတူပါဘူး။မူလဆိုလိုချက်က ပွဲတပင်ကိုဆိုလိုခဲ့ဟန်တူပါတယ်။ရှေးခေတ်ကတော့ပွဲလန်းတပင်မှာဇက်တွေကကြပြီ ဆိုရင်ဖရာဟောနိဘတ်တွေကိုပဲကလေရှိကြတယ်။ဖရာဟောသမျှဆိုတာကလည်းအပြင်းပြေပျော်မှပျော်ကြပါစေတော့လို့ဟောခဲ့တဲ့ဇန်နိဘတ်ရဲ့လို့ရှိတာမှမဟုတ်ပဲကိုတုတ်တန်ဒေသနာကိုအပိဓမ္မာနဲ့အဆုံးသတ်တယ်ဆိုတဲ့စကားလို့ဇက်လန်းဟူသမျှရဲ့ဥတီချာဟာနိဗ္ဗာန်ရောက်ကြောင်းမှကြီးပဲအဆုံးသတ်လေရှိတာကိုအထူးပြောနေစရာမလိုတော့ပါဘူး။ ဘုရားကလည်းနိဗ္ဗာန်ရောက်ကြောင်းမှအပါဖြစ်တဲ့စကားမျိုးဆိုလို့တခွန်းတလေမှဟောခဲ့တာမဟုတ်ဘူး။ဒါကြောင့်ကြည့်တဲ့ရင်ဘာဝနာဆိုတဲ့စကားဟာအမှန်ပေပဲလို့ကျွန်တော်တို့လက်ခံကြရမှာပဲ။မကြည့်တဲ့ရင်ဘာကြောင့်တနာလို့ပြောရသလဲ။စာပေမှာတော့ဒီတနာပြေတနာဟာပေါ်လာနိုင်ဖို့အခွင့်အလမ်းနေတယ်။ဘာကြောင့်လဲဆိုတော့ဘုရားဟောခဲ့စဉ်ကလည်းလူတို့ပိဋကတ်ရဲ့တတ်မှတ်စိတ်တွေအာကုသို့စိတ်တွေကိုနှိုးကြွအောင်လှုံ့ဆော်ဖို့ ောခဲ့တာမဟုတ်ဘူးတန်တရားကိုကြအောင် တနာရဲ့အန်ဒီရဲ့ကို ထိတ်လန့်အောင် ဆိုတဲ့စေတနာနဲ့ဟောတော်မူခဲ့တာဒါကြောင့်တနာစိတ်ပေါ်ပေါက်ဖို့အခွင့်အလမ်းနေတယ်အဲ့ဒီပါဠိတော်တွေကိုဘာသာပြန်ကြတာကလည်းအကျင့်တီတာနဲ့ပြည့်စုံတော်မူကြတဲ့ဆရာတော်ကြီးတွေဆိုတော့ဖခင်ရဲ့အလိုတော်ကြအောင် စကားသုံးနှုန်းဇလန်းဇက်ွက်အဖိအဖော်ကစာပြီးဇာဖတ်ပိဋကတ်ရဲ့စိတ်ကို မလိုတဲ့ဘက်မရောက်အောင်အထုတတိထားပြီး ရေးဖွဲ့တော်မူတယ်။ဒါပေမဲ့ဒီဇက်တော်တွေကိုဇက်ပွဲကပြီဆိုရင်တမျိုးဖြစ်သွားပြီ။ဇက်ပွဲမပြောနဲ့ရက်လာတရားဆိုရင်ပဲတမျိုးဖြစ်သွားပြီ။ပြိတ်သက်လွမ်းအောင်တနာအောင်စသည်ဖြင့်အနည်းအချင်းတော့လောက်လာရပြီ။ဇက်တပင်ဆိုတာကရည်ရွယ်ချက်ကိုကဖြောပြေးဖို့ပြိတ်သက်လွမ်းအောင်မုန်းအောင်ရဲအောင်လောက်ကိုလုံနိုင်ရတယ်။မလုံနိုင်ရင်အဲ့ဒီဇက်ဖွဲ့နာမည်ပြစ်တာပဲ။အလကားဇက်ပါကွာလို့ပြောခံရတာပဲ။ ဒီတော့ဘာပဲပြောနေနေဗုဒ္ဓဇင်တို့ရဲ့အနုတုယသဘောကိုလှုံ့ဆော်ဖို့ကြိုးပမ်းရတယ်ဆိုတာသိတာနေပါပြီဒီတော့သူတို့ကလည်းဘာဝနာဖြစ်အောင်ဆိုတဲ့စေတနာနဲ့ပွဲကကြတာမဟုတ်ဘူးကြီးဖို့လာတဲ့လူကလည်းငါတို့တွေဘာဝနာသွားပြီးပွားကြရအောင်ဆိုပြီးလာကြတာမဟုတ်ဘူးပျော်ခြင်းလို့ချော်ပြေမှုကိုလိုခြင်းလို့ပွဲလာကြည့်ကြတာဒီတော့ဘာဝနာဖြစ်အောင်ကြီးနိုင်တဲ့လူဘယ်နှယောက်ရှိမလဲဒါကြောင့်ကြည့်တဲ့ရင်ဘာဝနာဆိုတဲ့စကားဟာ အလွန်ကောင်းပါတယ်အလွန်လဲလှပါတယ်ဒါပေမဲ့ကြီးတတ်ရင် ဆိုတဲ့စကားလုံးကပြောလွယ်သလောက်အကျင့်ခက်တဲ့စကားလုံးဖြစ်တယ်လို့ထင်မိပါတယ်ဒါကဒီစကားပေါ်ပေါက်လာပုံနဲ့ပတ်သက်ပြီးစဉ်းစားမိတာကိုကျွန်တော်ကပြောတာပါဒီကနေ့စာပေအထူးသဖြင့်ဝတ္ထုနဲ့ပတ်သက်ပြီးပြောကြရအောင်ဒီကနေ့ဝတ္ထုစရာတွေမှာဘာဝနာစတဲ့နိဗ္ဗာန်ရောက်ကြောင်းဆိုတာတွေကိုကျွန်တော်တို့ကသွားပြီးပြောနေလို့ဖြစ်တာမဟုတ်ဘူး ူတို့ကလည်းနိဗ္ဗာန်ရောက်ကြောင်းရေးနေတာမဟုတ်ဘူးကျွန်တော်တို့အမျှော်လင့်ဆုံးကကိုကျင့်တရားကိစ္စပဲကိုကျင့်တရားဆိုတဲ့အထက်မှာလည်းမှုရစေဝါကိစ္စရောတိုင်းချက်ပြီးချက်ကိစ္စရောအားလုံးပါပါတယ်မှုရစေဝါကိစ္စတိုင်းချက်ပြီးချက်တဲ့ကိစ္စတွေမှာတော့ဘာပြဿနာမှမရှိဘူးအဲရာဇဝတ်မှုကောင်းကျိုးမပြုဆိုတာနဲ့သိုးသွန်းလူငယ်ကိစ္စအချက်ဝတ္ထုနဲ့ကာမတဏ္ဍာကိစ္စအဲ့ဒါတွေမှာတော့နည်းနည်းပါးပါးဆိုသလို ရောထွေးရှက်တင်ဖြစ်လာတတ်ပါတယ်။လောဝက်တဲဖို့စွန်စားကံဝတ္ထုကို ရေးတာပဲ။ဒါပေမဲ့စာရေးသူကရာဇဝတ်မှုကျွလွန်တဲ့အခန်းကို အမှတ်မတင် အားရပါရအသာပေးပြီးရေးလိုက်မိတဲ့အခါမျိုးရှိတတ်တယ်။တခါတည်းရန်စာရေးသူကိုယ်တိုင်ကစိုးသွမ်းတဲ့သူမဟုတ်တော့လဲ။စိုးသွမ်းလူငယ်တို့ဝန်စားရဲရင်ပုံကိုအမှတ်မတင်သဘောကျနေမိတတ်တယ်။ဒီကမျိုးမှာရေးလိုက်တဲ့စာမျိုးကြတော့ရာဇဝတ်မှု ကောင်းကျိုးမပြုဆိုတာမိမ့်မိန်နေပြီး ချိုးသွန်းစွန်းစားခဲ့တဲ့အခန်းတွေက ပြောင်းလဲတောက်ပနေပါတယ်။ဒီတော့စွန်းစားခြင်းနဲ့လူငယ်တွေရဲ့တဘာဝကို လမ်းမဘက်ရောက်အောင်တွန်းပို့လိုက်တယ်လို့ဖြစ်သွားတတ်ပါတယ်။ဖမ်းမိတဲ့လူတိုင်းတော့လည်းမဟုတ်ဘူးပေါ့။ငကုကလည်းဖြစ်ချင်နေတဲ့ကောင်မျိုးကတော့မိလောင်ရလေးပင့်လိုက်တယ်လို့ဖြစ်သွားတော့တာပေါ့။ဒီမှာလဲစာရေးသူရဲ့စေတနာအခြေခံကတဲ့ရောက်လာတဲ့အကျိုးတရားပဲဆိုတာကိုကျွန်တော်တို့မေ့ထားလို့မရပါဘူး။အဲနောက်တစ်ခုကအခြေဝတ္ထုနဲ့ အညစ်ပတ်အပြာစာပေကိစ္စဝတ္ထုထဲမှာပဲသူ့အခန်းအကွက်အလျောက်အကြောင်းတိုက်ဆိုင်လာရင် ချက်ခန်းကြိုက်ခန်းဆိုတာဖွဲ့ကြရစမြဲပါပဲတခါတရံဇက်ကောင်ဇရိုက်အလိုက်ကာမကုံကျူးတယ်ဆိုရင်အဲ့ဒီဇရိုက်ကို ပေါ်လွင်အောင် ဖော်ပြဖို့စာရေးသူမှလည်းတာဝန်ရှိတယ်လို့လည်းဆိုနိုင်ပါတယ်သို့တော်လည်းဘလို့ဖော်တယ်လဲသူ့စီရင်နာကဒီနေရာမှာစကားပြောလာပြီသူကိုယ်တိုင်ကစာဖတ်သူကို အောက်လန်းပညာနဲ့ဖန်ဆားတော့မယ်လို့ကြီးရွယ်ရင်ဖြစ်စေဒါမှမဟုတ်သူကိုယ်တိုင်ကရိုးရိုးရွတ်တမြိန်မြိန်ရှက်ရှက်ကြီးဒီအခမ်းမျိုးရေးဖွဲ့ရင်ဖြစ်စေစာဖတ်သူမှလည်းအနဲ့နဲ့များဒီစိတ်မျိုးကိုသွားပြီးဖြစ်ပေါ်စေနိုင်တာအမှန်ပါပဲအကြောင်းအပြင်တိုက်ဆိုင်လိုအပ်လာရင်ဖះရှင်ကိုတော်တိုင်လည်းပဲဖះလူပမုန်နိန်တလျေမိမယောက်ျားလူစကားဖြင့်မကြားစရာမဆိုတောင်းကို အကြောင်းဆောင်သွေးဆိုတုံသေးရှင် ဆိုတဲ့ရှင်မရတ္ထတာရရဲ့စာအတိုင်းပဲပေါ့သို့တော်လည်းဖျားရှင်ရဲ့ရည်ရွယ်ချက်ကဘာလဲဘလို့ဟောတယ်လဲဆိုတာကိုလည်းစစ်စစ်ကြည့်ရအောင်မယ်မဟုတ်လားရှင်မရတ္ထတာရရဲ့စာကလေးကိုရွတ်ရွတ်ပြီးအညီအဟောက်တွေကို စိတ်ထင်တိုင်းရှောက်ပြီးရေးနေရင်တော့စာဖက်သူမှလည်းဒီစိတ်မျိုးပေါ်လာတော့မှာပေါ့ကျွန်တော်ပဓာနထားပြီးပြောချင်တာကတော့စာရေးသူရဲ့စေတနာပေါ်မှာ အတော်များများတည်နေတယ်ဆိုတော့အကြောင်းပါပဲဥပမာတစ်ခုပေးခြင်းပါတယ်ဆရာကြီးရွှေဦးတောင်ရဲ့စူကြီးပန်းဆိုတဲ့ဝတ္ထုထဲမှာဆက်လိုက်မင်းသမီးဖြစ်တဲ့ပြုံးချိုဆိုတဲ့ကောင်မလေးကိုသူ့ယောက်ျားမြတ်သူဘီလက်သွားနေစဉ်ခိုက်မှာမတ်ဖြစ်သူဆက်ဖြူဆိုတဲ့ကောင်ကအိမ်မှာလူအလက်ဘလက်ကာယပြုဖို့စ조사တဲ့အခန်းကိုအပြည့်စုံရေးထားပါတယ်ဟိုစိတ်ဒီစိတ်အချမ်းမြမပေါ်စေပါဘူးဇလန်းအရဇက်ကောင်ဇရာအရာ လိုကိုလိုအပ်လို့ထည့်ရေးတဲ့အခန်းလေးဖြစ်တယ်။စာရေးသူကိုယ်တိုင်ကလည်းလျှက်ပေါ်လော်လီတဲ့စေတနာမျိုးနဲ့ရေးတာမဟုတ်ဘူး။ဒီတော့အပြငွေဆိုတာတစိုးတစိတောင်တန်းမလာဘူးပေါ့။ကျွန်တော်ကဒါကိုဘာကြောင့်တိတိကျကျမှတ်မိနေသလဲဆိုတော့1984-85လောက်ကဝတ္ထုဆရာတို့ဤအပြာစာပေလေ့လာချက်စာတန်းဆိုပြီးစာတန်းတစ်စောင်ဖတ်ဖို့သို့မဟုတ်ရေးဖို့ပြင်ဆင်ခဲ့ဘူးပါတယ်။ပရာဏတင်ပြခြင်းတဲ့အချက်ကတော့ ေသူရဲ့စေတနာဟာဘောဟာရအတုံးလုံးတရုတ်ဖော်တဲ့အစိပ်ပိုင်းအသားပေးဖော်ပြတဲ့အမူအရာစသည်တို့ကိုနှိုင်းရှင်တင်ပြတာပါဆရာကြီးရွှေဦးတော်ကဗလက်ကာယလှုပ်ဖို့ကြိုးစားတဲ့ရှုကင်းတစ်ခုလုံးကို အသေးစိတ်ဖော်ပြတယ်ဒါပေမဲ့ညဉ့်ညမ်းတဲ့စိတ်မျိုးမပေါ်စေဘူးတချို့စာရေးဆရာတွေကြတော့ရေချိုးစိတ်ထမင်းရေဆိုနဲ့တက်လာတာလောက်ကိုပဲပြာနှမ်းသွားအောင် ရေးပြတတ်ကြတယ်အဲ့ဒီမှာတုံးဆွဲထားတဲ့ဝေါ်ဟာရတွေကို စိစက်သုံးသက်ပြတဲ့စာတန်းပါပဲ။တနည်းအားဖြင့်စာရေးဆရာရဲ့စေတနာကိုဘာသာစကားအတုံးတုံးကနေပြီးစိစက်တဲ့သဘောပါပဲ။ခုတော့ကျွန်တော်လည်းအဲ့ဒါတွေကိုမရေ့ကျင်တော့ပါဘူး။ကာယကံရှင်စာရေးဆရာတွေလည်းအသက်တွေကြီးကုန်ကြပြီ။တချို့လည်းမရှိတော့ဘူး။ကောင်းပြီမိကွန်ရှင် ပြောထားတဲ့ မကြည့်ကြရင်တနာဆိုတဲ့စကားကိုစဉ်းစားကြည့်အောင်နှုတ်ကကဆိုးကျင်တည်ကျင်တဲ့ကောင်ကစာရေးဆရာကမိုးရစေဝါကြောက်เสียကောင်းပုံကိုပြပြပြင်းပြင်းရေးထားပေမယ့်သူကတော့အဲ့ဒီထဲမှာမဟုတ်တဲ့အပိုင်းကိုသွားပြီးအားကြနေမှာပဲအဲ့ဒီလိုပဲနှုတ်ကလည်းကပြာနေပြီးသားလူဆိုရင်ဖျားဟောဇက်တော်တွေ ဖတ်တာတောင် ကို့ဘာသာစိတ်ကူးနဲ့ယူပြီးမောက်တာကိုတွေးကျင်တွေးနေတော့မှာပေါ့ အဲ့ဒီလူမျိုးတွေအတွက်တော့စာရေးဆရာမှဘာတာဝန်မှမရှိဘူးလို့ပဲ ဆိုရလိမ့်မယ်။ဒါပေမဲ့တာမန်သွေးရောတာရောစာဖတ်သူတွေကိုတောင်မဟုတ်တဲ့ဘက်ကိုစိတ်ရောက်သွားအောင်ခြေတတ်တဲ့စာရေးဆရာတွေကလည်းရှိနေသေးတာကို သူတို့ကြတော့ကြည်တိုင်းရင်တနာဆိုတဲ့စာရေးဆရာတွေဖြစ်နေပြီလို့ဆိုရတော့မှာပေါ့။ဘာပဲဖြစ်ဖြစ်ပေါ့လေကြည်တဲ့သူရောမကြည်တဲ့သူအတွက်ပါဘာဝနာဖြစ်အောင်ရေးနိုင်ရင်တော့အကောင်းဆုံးပဲလို့ဆိုရမှာပေါ့။ ကျွန်တော်အပြေကိုချုပ်လိုက်ရင်မကြည့်တဲ့သူအတွက်စာရေးဆရာမှာတာဝန်မရှိတာအမှန်ပါပဲဒါပေမဲ့စာရေးဆရာစေတနာမှားရင် စာဖတ်သူအားလုံးအဖို့အနဲ့နဲ့များအန္တရာယ်ဖြစ်စေတာပါပဲဒါကြောင့်စာပေတစ်စောင်တစ်ဖွဲ့ကြောင်းအန္တရာယ်ဖြစ်ပါတယ်ဆိုရင်စာရေးဆရာပို့ပြီးတာဝန်ရှိတယ်လို့ပဲကျွန်တော်တော့ယုံကြည်ပါတယ်မေ တတစာပေရေးရာတွင် အတတ်ပညာနှင့်အဘိဓမ္မာမိဒီကပို၍အရေးကြီးသည်ဟုဆရာထင်ပါသည်။ဆရာ၏ထင်မြင်ချက်ကိုသိလိုပါသည်။မန္တလေးမြရထလောက်သာစာကြည့်တိုင်းဖြည်တာမန်အဖျင်းကောက်ကာငင်ကဖြည်ရမယ်ဆိုရင်တော့နှစ်ခုလုံးအရေးကြီးတယ်လို့ဖြည်ရမှာပါပဲ။ဘာကြောင့်လဲဆိုတော့အကောင်းဆုံးအမှုပညာပစ္စည်းတွေဟာနှစ်မျိုးစုံကောင်းနေကြတာကြောင့်ပါပဲ။ဒီနေရာမှာကျွန်တော်တို့မိကုံးကို ပြန်ပြီးစဉ်းစားကြရပါမယ်။မိဂုံးမှာအထက်ပညာနဲ့အဘိဓမ္မာ ဆိုတဲ့စကားကိုတုံထားပါဗျ။မိဂုံးရှင်ဆိုလိုတာကအနုပညာနဲ့အတွေးခေါ်ကိုဆိုလိုတာဖြစ်ပါလိမ့်မယ်။ကြ བྱ ာပဲဖြစ်ဖြစ်ဝတ္ထုပဲဖြစ်ဖြစ်တကယ်ကောင်းလာပြီဆိုရင်တော့အတွေးခေါ်ရောအနုပညာပါကောင်းနေကြတာကိုတွေ့ကြရမြဲပါပဲ။ဒါပေမဲ့ကျွန်တော်တို့စပြီးစဉ်းစားကြရအောင်။အတွေးခေါ်ကောင်းအဘိဓမ္မာကောင်းဆိုတာဟာ ရတာစာပေမဖွဲလဲသူ့အတိုင်းကောင်းနေနိုင်တာပဲဥပမာဗုဒ္ဓမြတ်စွာရဲ့အပိဓမ္မာတို့ကာလ်မက်စ်စီးပွားရေးတွေးခေါ်တို့ဆိုတာတွေဟာကြပြပြဇတ်တွေမရေးဖွဲ့ပေမဲ့ကောင်းနေတာပါပဲဒါပေမဲ့ရတာစာပေတော့မဟုတ်ပါဘူးကြပြတော့မဟုတ်ဘူးပေါ့အဲကြပြဖွဲ့ပြီဆိုရင်တော့ကြပြပုံစံနဲ့ပီတာအောင်ဖွဲ့နိုင်မှကြပြကောင်းအနုပညာကောင်းဖြစ်မှာပဲ ကဗျာဖြစ်လာပြီဆိုရင်ကဗျာအမှုပညာရှုထောင့်ကိုခြံထားလို့မဖြစ်တော့ဘူးအဲ့ဒါကိုခြံထားပြီးအဘိဓမ္မာရှုထောင့်ကကြီးသုံးသပ်မယ်ဆိုရင်သုံးသပ်နည်းလုံးဝမှားနေပြီလို့ကျွန်တော်ကတော့ပြောကျင်တာပါပဲ။ဘာကြောင့်လဲဆိုတော့အမှုပညာသဘောမပါပဲအတွေးခေါ်ဟာသူ့ဘာသာသူရက်တည်နိုင်တယ်လို့ဘာအတွေးခေါ်မှမပါပဲနဲ့လေကောင်းနေတဲ့ကဗျာလေးတွေရှိနေတာကြောင့်ပဲဆိုကြပါစို့တိမ်တက်တန်ရောင်အဝါပောင်းဝဲ မှောင်ခဲ့တချို့ညိုခဲ့တလီရီခဲ့တဖုံမှောင်ခဲ့တချဲဆိုတာမျိုးတွေရွှေနိုင်ပြတော်လဲနဲ့ပေါက်လေတောက်တီမီအောင် ပြောင်တီညင်းကြီးပန်းတော်ကြီးတို့ခရီးတော်ဝယ်မြိုင်လေနိုင် ဆိုတဲ့အေးဖွဲ့မျိုးတွေမှာကြတော့ဘာအတွေးခေါ်မှပါတာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီကပြားလေးတွေကိုချစ်နေကြတာပဲမဟုတ်လားဒါဟာဘာကြောင့်လဲရတစာပေဆိုတာ ဝေဒနာကိုအမျှဝေဖို့ဖန်တီးတာကိုယ်အသည့်သုဒ္ဓကို မျှဝေရင်သုဒ္ဓစာပေ ဖြစ်လာမှာပေါ့ဝေဒနာကိုအမျှဝေခြင်းရင်တော့ရိုးရိုးရေးလို့မရတော့ဘူးယတစာပေမြအောင်အနုပညာပုံသဏ္ဍာန်ကိုရှာဖွေဖန်တီးရပြီအဲ့ဒီပုံသဏ္ဍာန်ကောင်းရင်ကြပြကောင်းဝတ္ထုကောင်းဖြစ်လာတာပဲဒီတော့ကြပြတပတ်ရဲ့အဘိဓမ္မာဟာကြပြကောင်းဖို့အတွက်အထောက်ပံ့ပြုနိုင်တာမှန်တော်လေအဲ့ဒီအဘိဓမ္မာဟာအနုပညာမဟုတ်ဘူးအနုပညာဆိုတာအတိကအဖြစ် ပုံသဏ္ဍာန်နဲ့သာဆိုင်တယ်အကြောင်းအရာဆိုတာဟာအမှုပညာမဟုတ်ဘူးအမှုပညာနယ်ပယ်ကမဟုတ်ပဲတခြားနယ်ပယ်ကနေပြီးကြည့်ရင်တော့အဲ့ဒီအကြောင်းအရာတွေအဘိဓမ္မာတွေဆိုတာဟာတေရေရှင်ရေဖြစ်ခြင်းလဲဖြစ်နေမှာပေါ့ဒါကြောင့်ယတစာပေရှုထောင့်ကကြည့်ကြမယ်ဆိုရင်အမှုပညာအထက်ပညာသဘောကပိုပြီးအရေးကြီးတယ်လို့ပြောကြင်ပါတယ်ဒီစကားကိုဘာကြောင့်ပြောသလဲဆိုတော့အကြောင်းအရာသာအရေးကြီးတယ်ဆိုတဲ့အစွဲကြီးကိုစုပ်ကိုင်ပြီး တယူတန်ဖြစ်သွားရင်နှုတ်ပညာသမားဘဝကစုတေသွားတတ်တာကြောင့်ပါပဲဒီလောက်ပဲပြောပြရစေတော့ဟုတ်ကဲ့ပါခင်ဗျာကျောင်းသင်ရဲ့စကားဝိုင်းဆိုတဲ့အမေးဖြေကဏ္ဍလေးကတော့ဒီမှာပဲကျွန်တော်ရန်နာထားပါမယ်ခင်ဗျာနောက်ထပ်လည်းအမေးဖြေလေးတွေရှိနေသေးတဲ့အတွက်ကျွန်တော်နောက်ပိုင်းမှာဆက်လက်ဖတ်ပြပါမယ် အဲ့ဒီကကြရင်လည်းဆက်ဆက်စောင့်မျှော်အားပေးနာဆင်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာဒီနေ့အားပေးနာဆင်ကြတဲ့သူပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးအေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့တင်ဆက်ခဲ့သူချင်းမနာဖြစ်ပါတယ်ခင်ဗျာ